မင်္ဂလာပါရှင်။ဝတ်တောင်းမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ရကာလနဲ့ကန်အဖွဲ့အေးဟာမူရစ်လုပ်ငန်းတွေမှာပါဝင်ဆက်နွယ်မှုမရှိဘူးလို့ပြီးခဲ့တဲ့မလတွင်သတင်းထုတ်ပြန်ခဲ့ပေမယ့်အေဘီလာတွင်မှာပဲရကာလနဲ့ကန်အဖွဲ့အေးအေးဝင်အနည်းဆုံး9ဦးပါဝင်ဆက်နွယ်နေရဲ့ကျပ်280ဘီလီယံကျော်တန်ဖိုးရှိရင်မူရစ်စေဝါတွေထပ်မံဖက်စီရမိခဲ့ပါတယ်။တရုတ်တန်ဖိုင်တွေမှာတော့ရကာလနဲ့ကန်အဖွဲ့အေးအေးဟာရကာပြည်နယ်လွတ်မြောက်ရေးကောင်စဉ်ပြပေး မိုးရဲဇေဝါကနေကိုကျိုးဇေဝါရှာဝင်ရဲ့မိုးရဲခိုင်းကြီးတစ်ခု ဖြစ်နေသလားဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Oda Media Channel ကို Subscribe နဲ့အိုင်ရန်ရှာလေးလောက်ပေးပါအောင်ရှင်။ပြည်တည်ကြီးရင်မလေးရှားနိုင်ငံကိုပို့ဆောင်မဲ့ကျန်း282ဘီလီယံကျော်တန်ဖိုးရှိတဲ့မိုးရဲဇေဝါတွေနဲ့အတူမိုးရဲဇေဝါတည်ဆောင် ရောင်းဝယ်သူ26ယောက်ကိုဖမ်းဆီးမိခဲ့တယ်လို့ နာဆက်ကတရင်ထုတ်ပြန်ရေးအဖွဲ့ကမေလ16ရက်မှာထုတ်ပြန်ခဲ့ရာရခိုင်လက်နက်ကိုင်အဖွဲ့ AA ဟာရခိုင်ပြည်နယ်လွတ်မြောက်ရေးကိုဗန်းပြနေတဲ့မိုးရိပ်ကိုင်ကြီးတစ်ခုလားလို့မေကွန်ထုတ်စရာဖြစ်လာနေပါတယ်။ဘာကြောင့်လဲဆိုရင်မေလ16ရက်မှာထုတ်ပြန်ခဲ့တဲ့နာဆက်ကရဲ့ထုတ်ပြန်ချက်ထဲမှာ AA အဖွဲ့ကထောက်ပံ့ရေးတာဝန်ခံနေပိုင်လင်းခော့အောင်နိုင်ကျွေးအပြင် AA အဖွဲ့ရဲ့ထောက်ပံ့ရေးအဖွဲ့ဝင်အ ਨੇ စုံ၄ဦးပါဝင်ခဲ့ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်မလတုန်းကလည်း ရန်ကုန်မြို့တွင်မှငွေကျပ်66ဘီလီယံတက်မိုးရှိရဲ့ငွေရည်စည်းဝါဖန်ဆီးခံရမှုမှာအေအေပါဝင်ပတ်သက်နေပြီးအဲဒီအမှုမှာအေအေရဲ့စည်းဝါးတာဝန်ခံကိုရဲဝင်းဆိုသူခေါင်းဆောင်ပါဝင်ခဲ့တယ်လို့နာဆာကအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပူပြီးအဲဒီချိန်တုန်းကအေအေအဖွဲ့ကငင်းဆန်ပေးထားခဲ့ကနာဆာကအစိုးရကိုဝေဖန်ပြစ်တင်ခဲ့ပါတယ်အေအေအဖွဲ့ကနာဆာကဟာအေအေကိုစစ်ရှုံးနေတဲ့အပြင်ပြည်တွင်းအိမ်ကြီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအလဲမှာအရှက်ရနေတဲ့အချိန် ဖြစ်တာကြောင့် ချက်ရန်ရံပြီးအညိုတေကြီးစွာနဲ့နိုင်ငံရေးအရာထိုးနဲ့တိုက်ခိုက်နေမှုတစ်ခုဖြစ်တယ်လို့မိုးရင့်စေဝါအမှုတွေမှာအေအေအနေနဲ့ပါဝင်ပတ်သက်မှုမရှိတယ်လို့ယုတ်တိမရှိရဲ့ဆွဆွဲချက်သာ ဖြစ်တယ်လို့လည်းအေအေကတုံ့ပြန်ကြေညာခဲ့ပါတယ်။မိုးရင့်စေဝါကုန်ကူးမှုလုပ်ငန်းတွေမှာပါဝင်ဆက်နံမှုမရှိဘူးလို့ပြောဆိုနေတဲ့အေအေအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေဟာတန်တရားဖြစ်စရာကောင်းနေတယ်လို့ပြောင်းလဲနေရမျိုးလည်းဖြစ်ပါတယ်။ပါကြောင်လေဆိုရင်အင်အားတောင်းနေစီတပ်ဖွဲ့ဝင်တွေကိုလက်လက်ခရရနဲ့စစ်လက်နဲ့ပြည်စည်းအပြည့်စုံတက်ဆင်ပေးဖို့ အစားတောင်ကျင်းဝေးဖို့အတွက်လိုအပ်တဲ့ငွေကြေးနဲ့စေပွဲကုန်ကြစည်းကိုဘယ်ကနေရနိုင်တယ်လဲဆိုတဲ့အချက်ဟာအတိကအရေးပါတဲ့အချက်ဖြစ်နေပါတယ်။အေးရခွေဟာစေပွဲကုန်ကြစည်းအပြင်လက်နဲ့ခရမ်းနဲ့ဆက်လက်နဲ့ပစ္စည်းတွေဝယ်ယူဖို့ဒေါ်လာတန်နဲ့ချီရနိုင်မယ်တရားဝင်စည်းဝါးလုပ်ငန်းမရှိတယ်လို့ရခိုင်လူမျိုးတွေရဲ့ကုန်ကြီးထောက်ပံ့ပေးမှုကလည်းစေပွဲကုန်ကြစည်းအပြင်လက်နဲ့ခရမ်းနဲ့ဆက်လက်နဲ့ပစ္စည်းတွေဝယ်ယူဖို့လုံလောက်မှုအရှိနိုင်မှာ။၂၀၀၉ခုနှစ်ကစတင်ပြီးတော့ KIA ရဲ့နာမည်မှာစတင်ပေါ်ပေါက်ခဲ့တဲ့ AA အဖွဲ့ဟာသူတို့ဖွဲ့ရဲ့ရည်တည်နိုင်ရေးအတွက် KIA ရဲ့အပါဝင် UWSA, MNDAA, TNNA တို့လမ်းစဉ်တိုင်းဘဏ္ဍာငွေကြေးရရှိဖို့မူရစ်စည်းဝါနဲ့အဓိကဝင်ငွေ ရှာဖွေခဲ့ပါတယ်။ AA အဖွဲ့ဟာစတင်ဖွဲ့စည်းစဉ်တွေကအခုချိန်အထိခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတွေမရှိသလိုရခိုင်ပြည်သူတွေထံမှဆက်ကျင်းငွေလုံးလုံးလောက်လောက်မရရှိလို့ဈေးခါလက်နဲ့ခရံဝယ်ယူနိုင်ရေးမိုးရစေဝါကုံတယ်မှုကနေ ရရှိရဲ့ဝင်ဝင်ကိုအဓိကအားထားနေရပါတယ်။အေးအဖွဲဟာရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာရှိတဲ့နနေကောင်အဖွဲတွေရဲ့လမ်းစဉ်တိုင်းမိုးရစေဝါထော်လို့စဉ်တက်ရုပ်ပို့ဆောင်ခြင်းရောင်းချခြင်းလုပ်ငန်းတွေကိုပင်မစေဝါရေးလုပ်ငန်းဖြစ်အောက်ကန်ခဲ့ပြီး၎င်းတို့ရဲ့အဖွဲရှင်သန်ရက်တည်ဖို့အတွက်မိုးရစေဝါတွေကိုပြည်တွင်းမှာဖြန့်ဖြူးခြင်းသာမကပြည်ပနိုင်ငံတွေကိုပါတင်ဖို့ရောင်းဝယ်ဖောက်ကားလျက်ရှိပါတယ်။ဒါကြောင့်လည်းမကြာခဏဖန်စီရမိနေရဲ့မိုးရစေဝါတည်ဆောင်ရောင်းဝယ်မှုတွေမှာ အေအေတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ပါဝင်ပတ်သက်မှုတွေကိုမြင်တွေ့ကြားသိနေရတာဖြစ်ပါတယ်။ငွေရေးစေဝါဖန်စီရမီရဲ့အမှတ်တမ်းတွေအရ2016ခုနှစ်မှ2024ခုနှစ်မလအထိအေအေအဖွဲ့နဲ့ဆက်ဆက်တဲ့ငွေရေးစေဝါဖန်စီရမှု၉ကြိမ်ရှိခဲ့ပြီးအဲဒီချိန်တုန်းကအေအေအဖွဲ့နဲ့ဆက်ဆက်တဲ့ဖန်စီရမှုတဲ့ငွေရေးစေဝါကာလတန်ဖိုးဟာ290ရီတသမာ10ဘီလီယံကျပ်ဒေါ်လာတန်1400ကျော်ရှိခဲ့လို့သိရှိရပါတယ်။ ရှမ်းပြည်နယ်တဲကတိုင်းသာလနဲ့ကအဖွဲတွေထုတ်လုပ်တဲ့ ICE နဲ့စိတ်ကြွာစည်းပြားတွေကိုအေအေအဖွဲကမန္တလေးရန်ကုန်မှတစိမ့်ရခိုင်ပြည်နယ်ကိုကားလဲရေလမ်းမှတည်ယူပို့ဆောင်ပြီးတော့ရခိုင်ပြည်နယ်အတွင်းနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေကိုဖြန့်ဖြူးခြင်းရခိုင်ပင်လယ်ပြင်မှာတဆင့်မလေးရှား၊အင်ဒိုနီးရှားနိုင်ငံတွေကိုပို့ဆောင်ပြီးအဲဒီနိုင်ငံတွေမှာတဆင့်တခြားပြည်ပဈေးကွက်တွေကိုအတေကထားတင်ပို့ခြင်းတွေကိုလုံဆောင်နေရလို့သိရှိရပါတယ်။အေအေမွေးရစေဝါကုန်တယ်မှုလုပ်ငန်းမှာ တာဝန်ပေးရခံရသူတွေဟာအေးအေးကောင်းဆောင်ထုံးမြန်နိုင်ရဲ့လူယုံကြီးဖြစ်ပြီးကြရင်နယ်မြေလိုက်စားမှာရှိရဲ့အေးအေးဌာနချုပ်မှာတာဝန်ထမ်းဆောင်နေသူတွေအများစုဖြစ်တယ်လို့သိရပါတယ်။အေးအေးအဖွဲ့ရဲ့မူရစ်စေဝါကုန်သတ်မှုလုပ်ငန်းမှာပါဝင်လောက်ကနေရဲ့အေးအေးအဖွဲ့ဝင်တွေဟာမူရစ်စေဝါတည်ဆောင်ရောင်းချခြင်းကိုပုဂ္ဂလိကစေဝါရဲ့အဖြစ်လုပ်နေခြင်းမဟုတ်ဘဲအေးအေးအဖွဲ့စည်းအတွက်တာဝန်ပေးရခံရလို့လှူဆောင်ရခြင်းဖြစ်ပြီးမူရစ်စေဝါလုပ်ငန်းတွေမှာပါဝင်တဲ့အေးအေးအဖွဲ့ဝင်တွေဟာ တခြားအရေးအဖွဲ့ဝင်တွေထက်လားစားတဲ့အခွင့်အရေးတွေကိုပုံမရရှိသူတွေလည်းဖြတ်ပါတယ်။အနည်းဆက်သောဥပမာပြရမယ်ဆိုရင်ဘူတိတော်မောင်တော်ရှိအေးအဖွဲ့ဝင်ဒုဗိုလ်အကားဆိုသူဟာမိုးရီစေဝါရောင်းချရာကနေစက်သိန်းတောင်းချီကျွဲဝချမ်းသာနေတယ်လို့ဘူတိတော်မျိုးနဲ့ AAUL အဖွဲ့ရဲ့နိုင်ငံရေးမှူးမင်းထွေးဆိုရင်စက်သိန်း2000ကအနည်းဆုံးချမ်းသာပြီ။ထွက်မြက်နိုင်အပါဝင် AA အဖွဲ့ခေါင်းဆောင်တွေဆိုရင်မိုးရီစေဝါရောင်းချရာကနေအမေရိကန်ဒေါ်လာဘီလီယံချီ ကျဲဝချမ်းသာပွဲရှိတယ်လို့ဆိုကြပါတယ်။မိုးရည်စေဝါကလည်းရရှိရဲ့အကျိုးမြတ်တွေကိုအေးအေးကောင်းဆောင်ထုံမြတ်နိုင်ရဲ့စီမံခန့်ခွဲမှုနဲ့အသုံးပြုရပြီးတော့လက်နက်မကိုကန်းတွေနဲ့ချိတ်ဆက်ပြီးလက်နက်နဲ့စိတ်ကြွစေးပြအလေးလေးပြုလုပ်တာမျိုးတွေလည်းရှိတယ်ဆိုပြီးတော့သတင်းတွေထပ်ပေါ်ခဲ့ပူပါတယ်။အေးအဖွဲ့ရဲ့မိုးရည်စေဝါစေခွဲဟာမြန်မာနိုင်ငံကတစင်မလေးရှားဘင်္ဂလားဒေ့ရှ်မှတစင်အမေရိကန်အပါအဝင်ဥရောပနိုင်ငံတွေနဲ့အရှေ့လေပိုင်းနိုင်ငံတွေထိနိုင်ငံတကာမိုးရည်စေဝါဂိုင်းတွေနဲ့ ချိန်ဆက်ထားလို့သိရပြီးတော့အတေကတင်ဖို့ရလမ်းကြောင်းကတော့မြမပြေးမြောက်ပိုင်းနဲ့အရှေ့မြောက်ဘက်မှာရှိတဲ့တိုင်းသားလနဲ့ကိုင်အဖွဲတွေထိန်းချုပ်ထားတဲ့နည်းမြေတွေကနေထွက်ရှိတဲ့စိတ်ကြဆေးပြားတွေနဲ့အိုက်စ်တွေကိုမန္တလေးမှတဆင်ရေလမ်းကြောင်းနဲ့ပြပနိုင်ငံတွေကိုတင်ဖို့ဖို့အတွက်ရန်ကုန်စိတ်ကမ်းတွေအသုံးပြုပြီးရခိုင်ကန်ယိုတန်ပင်လယ်ပြင်မှာတဆင်မလေးရှား၊အင်ဒိုနီးရှားတွေကိုတင်ဖို့ပါတယ်။ကောင်းလန်းကျောင်းကိုတော့မန္တလေးမှတဆင်မိထီလာ၊ပျော့ပွဲ၊မကွေ၊ပတန်းလန်အတိုင်း ကျောက်တော်မြောက်ဦးမြို့တွေမှာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုတင်ပို့လျက်ရှိရလို့ဆိုကြပါတယ်။မျိုးရည်စေဝါလုပ်ငန်းတွေမှာအေအဖွဲ့ဝင်တွေပါဝင်လောက်ကာနေရဆိုတဲ့နာဆာကအဖွဲ့ရဲ့တရင်ထုတ်ပြန်ချက်တွေကိုအေအအဖွဲ့ကလူသိရှင်ကြားညှင်းဆန်ပေးချထားပါမိမယ်။အေအအဖွဲ့ကိုယ်တိုင်မျိုးရည်စေဝါလုပ်ငန်းတွေနဲ့ရောင်းဝယ်ဖြန့်ဖြူးနေရကိုရက်ခိုင်လူမျိုးတိုင်းသိရှိကြတယ်လို့ရက်ခိုင်အရေးတက်ကြလှူရှားသူတအူးကအခုလိုမျိုးပြောဆိုထားပါတယ်။ ရခိုင်မှာလေရခိုင်လူမျိုးတော်တော်များများတော့သိသိနေလားလူတို့မူရေးဆေးဝါးလုပ်တယ်ဆိုတာအေးရသိတာဗောညမသိသေးနေဟုတ်လားအေးသိတာဗောအင်းညားတယ်ရခိုင်တီမီတော့တည်နေကြတော့အသိနေတာဟောဘာလို့သူတုတ်တုတ်ပြန်ချက်ထမ်းမှာတမျိုးကြီးပဲဟင်းဖတ်ပြီလားရခိုင်လူမျိုးအပေါ်လုံးတည်နေတယ်တိုင်းရရခိုင်မထည့်ရခိုင်မကောင်းရန်ဝဲခိုင်ကတည်နေ ဒီကအတိမမကျောင်းခုနကပြောလို့ဗျာဒီကိုလေးကာလမှာဒီလက်နဲ့ခရံအတွက်ငွေရဒီရက်ထိနေရဆိုတော့အန်ဒူရနောက်ချင်းညာတို့လက်သွားတဲ့ခင်ကြရင်အန်ဒူရအကြီးတော့ပြုတ်နေမှာပါဆိုပြီးညှော်နေနေကြတာအဲ့ဒီကြမလို့တော့ပါဘူးသူထင်နေကြတယ်ဟုတ်ပြည့်ရတဲ့နဲ့ဟိုဟွာပေါ့နော်သူတို့ကိုနိုင်ကမြောက်ပေးခဲ့တယ်လို့ဖြစ်နေတာပေါ့နော် တေးကြတာပေါ့။ဒါကြီးอ่ะညဖော်လုံးပြီပါဗျာ။ရခိုင်တိုင်းပြီ။ရန်ကုန်ရဲ့ရခိုင်နေလဲသိတယ်။သိရပါဘူး။ဘလို့မသိရနေမျိုးရခိုင်တိုင်းပြီလေ။အော်။အေးရဲ့မူရစေကိုလေ။အာသိသိတာပေါ့။ဘလို့ကယူကနေနေကြတာ။အဲ့လိုလှုပ်လှုပ်လှဲကြဲကြဲပြောင်းပြောင်းလှုပ်နေတာဟောဗျ။ ခင်ဗျာ930ကျွန်တော်ဝယ်လို့ရပါလို့ဗျာအဲဘလို့ခေါ်တာအစီရှိလို့ခေါ်တာဟုတ်လားဟုတ်ကဲ့အစီရှိကိဟောအေးအဖွဲ့ဟာရခိုင်လူမျိုးအများစုနဲ့ဖွဲ့စည်းထားတဲ့လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဖြစ်ပေမယ့်ရခိုင်လူမျိုးတိုင်းကလက်ခံထားတဲ့အဖွဲ့စည်းမဟုတ်တယ်လို့ရခိုင်ပြည်နယ်နဲ့ရခိုင်တိုင်းရင်းသားတွေကိုကိုးစားပြုတဲ့အဖွဲ့မဟုတ်ပါဘူးရခိုင်လူမျိုးနဲ့ရခိုင်ပြည်နယ်ကိုခြနှင်ပြီးလူမျိုးရဲ့အစွန်းရောက်စဉ်နဲ့ကိုကျိုးရှာရခိုင်လူမျိုးတစုကဦးဆောင်ပြီး ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကိုပြပြအောင်လှုပ်ဆောင်ရတဲ့နနက်ကမိုးရစ်ဈေးကုန်သွယ်မှုကိုအကြီးကျယ်လုပ်နေတဲ့အဖွဲ့သားဖြစ်ပါတယ်။လူမျိုးရေးအစွန်ရောက်စိတ်နဲ့မိုးရစ်ဈေးဝါကုန်သွယ်မှုလုပ်ငန်းတွေကြောင့်အေးအဖွဲ့ဟာအင်အားကြီးထွာလာပြီးရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ဘင်္ဂါလီလူမျိုးတွေကိုတပ်ဖြတ်မှုတွေအနိုင်ကျင့်နှိပ်စက်တဲ့လုပ်ရက်တွေကိုလှုပ်ဆောင်လာတာတွေ့ရှိရပါတယ်။အေးအဖွဲ့ဟာမိုးရစ်ဈေးဝါနဲ့ဗန္နာငွေရှောက်ပေးပြီးနနက်ကအကျန်းဖက်လမ်းစဉ်ကိုလုပ်နေတဲ့အဖွဲ့ဖြစ်လို့ လူသားမျိုးနယ်တစ်ခုလုံးအတွက်ပါအန္တရာယ်ရှိရဲ့မိုးရိပ်ရာစာများနေတယ်လို့ဆိုနိုင်ပါတယ်။ရခိုင်ပြည်နယ်အတွင်းကို AA အဖွဲ့စတင်ဝင်ရောက်လာပြီးနောက်ပိုင်းတွေကရခိုင်လူမျိုးတွေဟာ AA အဖွဲ့ရဲ့မိုးရိပ်လုပ်ငန်းလုပ်ကိုင်နေခြင်းကိုသိရနဲ့မတိကျိုးကျွန်ပြုလုပ်ခဲ့ခြင်းဟာလက်ရှိအချိန်မှာရခိုင်လူမျိုးတွေရဲ့အနာဂတ်ကိုဖျက်ဆီးခံရဖို့တွန်းပို့သလိုမျိုးဖြစ်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်လက်ရှိအချိန်မှာရခိုင်ပြည်နယ်အတွင်းမှာ AA ထင်းထုတ်ရာဒေသတွေမှာမိုးရိပ်စေးဝါးတွေကိုပေါ်ပေါ်တင်တင်ရောင်းချတာမျိုးတွေရှိလာခဲ့ရာ ရက်ကိုင်းလူငယ်တွေကမိုးရဲသားကောင်ဖြစ်လာဖို့အလားအလာမျှနေတယ်လို့ဆိုနိုင်ပါတယ်။ရက်ကိုင်းပြည်နယ်တောင်ပိုင်းမှာနေထိုင်သူတအုပ်ကအစိချေစိတ်ကြွစီပဲကိုမုံရောင်းတလို့ရောင်းနေရဲ့။တလုံးကို၄၅ရာပဲရှိရဲ့။ကျွန်တော်သားတွေဆိုရင်အစိချေစိတ်ကြွစီပဲအတုံးပြုတ်မှဆိုလို့အပြင်ထွက်ရင်ကိုနောက်ကနေလိုက်ကြည့်နေရတယ်။ကုန်းရဆိုင်ကကယ်ရီသမားတွေကအစအဲ့ဒီဈေးတွေရှိရဲ့။အေးအဖွဲကအဲ့ဒီဈေးတွေကိုဖမ်းဆီးရမိတာမျိုးတခါမှမကြားမိသေးဘူး။အရင်တော့ကဈေးဖြတ်ဖို့အေးအဖွဲစီပို့ကြတယ်။ နောက်ပိုင်းမှာဆေးဖြတ်ဖို့လွှတ်ထားတဲ့သူတွေဟာပြန်လာပြီးမကြမီအေအဖွဲဝင်သွားကြတယ်။အခုဆိုရင်ဆေးဖြတ်ဖို့အေအဖွဲစီမပိုးကြတော့ဘူးဆိုပြီးတော့ပြောပါတယ်။အေအဖွဲအနေနဲ့ရခိုင်ပြည်နယ်မှာအပါတခြားဒေသတွေကိုမိုးရစေရောင်းချရမှာလုံခြုံရေးယူပေးတာတွေရှင်းနေတယ်လို့သိရပါတယ်။ဘလို့ပင်ဆိုနေစီကမှုအေအဖွဲဟာရခိုင်ပြည်နယ်လွတ်မြောက်ရေးကောင်းစဉ်ပြပြီးမိုးရစေဝါတွေကိုအကြီးကျယ်လောက်ကနေရဲ့လက်နက်ကမိုးရခိုင်ကြီးဖြစ်နေရဲဆိုတာတဖြည်းဖြည်းပြည်သူအများသိလာနေပြီလည်းဖြစ်ပါတယ်။ အေအဖွဲ့ကငွေရစေဝါလုပ်ငန်းတွေကိုအကြီးကျယ်လုပ်ကိုင်လာတာကြောင့်ရခိုင်ပြည်နယ်အတွင်းရှိလူငယ်တွေရဲ့အနာဂတ်ကလည်းစိုးရိမ်ဖွယ်ရာဖြစ်လာနေရဲဆိုတာငင်းဆန်လို့မရနိုင်တဲ့လက်တွေ့အရှိတရားတစ်ခုဖြစ်နေတယ်လို့ဆိုနိုင်ပါရဲ့ရှင်